မြန်မာဖိုက်တာ၄ယောက်လုံးရဲ့ပွဲစဉ်တစ်တွေကိုကြည့်ရှုအားပေးရတော့မယ်ရွှေမြန်မာပရိသတ်များအစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး subscribe လုပ်ပေးသွားဖို့ချေရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါတယ်အခုပြောပြပေးသွားမယ့်အဓိကအချက်ကတော့မကြခင်အပိယမဲ့မြန်မာဖိုက်တာ၄ယောက်ရဲ့ပွဲစဉ်တစ်အကြောင်းကိုပြောပြပေးသွားမှာလည်းဖြစ်ပါတယ် မြမယူရလက်ဝဲရဲ့ပထမဆုံးမျိုးသမီးရွှေခက်ပတ်စုရှင်ကြီးဗရိုနီကာကတော့ဝမ်ပွဲဥထွက်မှာချီလီနိုင်ငံသူပီယာကိုရှုံးနိမ့်ထားပေမဲ့မကြခင်လာမဲ့ဒုတိယပွဲစဉ်မှာတော့ဗရိုနီကာတယောက်အနိုင်ရရှိဖို့အတွက်အပြင်းထန်လေ့ကျင့်နေမှုတွေလှုပ်ဆောင်နေပါတယ်။ပထမဆုံးပွဲဥထွက်ရှုံးခဲ့ပေမဲ့ဗရိုနီကာဟာမွေထိုင်းပွဲစု20မှာ18ပွဲအထိအနိုင်ရခဲ့တဲ့ဖိုက်တာကောင်းဖြစ်လို့ဝမ်းနဲ့စာချုပ်ချုပ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ လာမယ့်ပွဲမှာဘရိုနီကာရဲ့အပြိုင်ဘက်ဘသူဖြစ်လာမယ်ဆိုတာကလည်းစိတ်ဝင်တစားစောင့်ကြည့်ရပါဖြစ်သလိုမကြခင်ချက်ထရီဘက်ကလည်းခြားပြလာဖို့ရှိနေပါတယ်။ဘရိုနီကာဘက်ကတော့မကြခင်လာတော့မယ်ဆိုတာပရိသတ်တွေကပြောဆိုထားပါတယ်။လက်တလုံးသတင်းတွေအရဘရိုနီကာရဲ့ပြိုင်ဘက်အဖြစ်စူပါဂေးလိုထင်ကြီးပေးနေတာတွေ့ရပါတယ်။စူပါဂေးကပွဲနှားထတာကြာနေတဲ့ဖိုက်တာပါ။မှတ်တမ်းတွေအရဝမ်းမှာ၅ပွဲထိုး၃ပွဲနိုင်၂ပွဲရှုံးရလက်ပိုင်ဆိုင်ထားသူပါ ရှုံးနေထားတဲ့နှစ်ပွဲကလည်းတစ်ပေါက်စင်ပွဲပါထင်ကြီးပေးရောက်တဲ့အချက်လက်တွေရဘရိုနီကာကမကြခင်မှာစင်ပေါ်မှာတွေ့ကြမယ်လို့ရေးသားလာတဲ့ post နောက်မှာစူပါကန်းကလည်းမကြခင်ပွဲရှိပါတယ်လို့ထပြထားတော့ဒီဖိုက်တာနှစ်ယောက်ပွဲဖြစ်မယ်လို့ထင်ကြီးပေးရေးပန်းစားနေတာဖြစ်ပါတယ်နောက်ထပ်မြန်မာဖိုက်တာပွဲစဉ်တစ်ကတော့ပူညာဆိုင်ပွဲစဉ်ပဲဖြစ်ပါတယ် မြန်မာကိုစားပြုမွန်ဖိုက်တာပုညဆိုင်ကတော့မကြခင်ထိုးတက်ရမယ့်ပွဲစဉ်တစ်ရှိချောင်းကိုမြန်မာပြည်သက်တွေကိုချပြလာခဲ့တာဖြစ်ပါတယ်။ပုညဆိုင်အနေနဲ့မနစ်တုံးက USC ကိုလာမယ်လို့သုံးလုံးထားတယ်လို့လက်ရှိချပြလာတဲ့ပုံစံအရ Web Promotion မှာထိုးတက်သွားမလဲဆိုတာကစိတ်ဝင်စားစောင့်ကြည့်ရမယ့်အခြေအနေပါ။ပုညဆိုင်ဟာလက်ရှိကစားထားတဲ့ပွဲရေအတွက်ခုနှစ်ပွဲလုံးမှာခုနှစ်ပွဲစလုံးနိုင်ရရှိထားသလိုနောက်ဆုံးထိုးတက်တဲ့ပွဲစဉ်မှာဆိုရင် ပြန်ဘက်ဖိုက်တာကိုစက္ကန့်ပိုင်းတွင် အလဲထိုးနဲ့အနိုင်ယူထားတဲ့ဖိုက်တာဖြစ်ပါတယ်။ဒီတော့မကြခင်လာမဲ့ပွဲစုပ်က USC လာ1လာ Bell Promotion မှာဖြစ်နိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆိုလင်ဦးကတော့လာမဲ့ဩဂုတ်လ2ရက်နေ့မှာရှင်တိုင်ထိုးတက်ရမှာဖြစ်တယ်လို့အမေရိကန်တံပါမျိုးမှာကျင်းပသွားမှာဖြစ်လို့မြန်မာတံမဏိဆိုလင်ဦးအနေနဲ့အတော်လေးရင်ခုန်နေမှာအသေးချပါပဲ။ Joshua Avan ကိုတော့ Bruno Silva နဲ့ပွဲတယ်ပြေးလိုက်တာဖြစ်ပါတယ် Bruno Silva ဟာ လက်ရှိအဆင့်7မှာရောက်ရှိနေတဲ့ဝိုင်းဖိုက်တာပါအသက်အားဖြင့်35နှစ်ပြန်ပွဲပေါင်း22ပွဲထိရှင်ကျန်ထားပြီးနိုင်ပွဲ14ပွဲထိရရှိထားကာ2ပွဲတည်ရင်နဲ့ရှုံးပွဲ6ပွဲသာရှိပါသေးပါတယ်ဒီတော့မြန်မာပြိတက်တွေအနေနဲ့မြန်မာဖိုက်တာ၄ယောက်လုံးရဲ့ပွဲစဉ်တစ်တွေကိုမကြာခင်အားပေးရတော့မှလည်းဖြစ်ပါတယ်တဲ့အသစ်တွေကိုအရင်ဆုံးသိရှိဖို့အတွက်လဲကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့ကိုလည်းပြည့်တက်ကြီးကိုတောင်းဆိုပါရစေ။ နားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။